ကစီကွန်ကေဘလက်ဘန်ပေါ့နော်ကျွန်တော်ဒီဖုံဟောင်းဖုံးသစ်ပြောင်းနေနေကျွန်တော်ပြပေးမယ်ကျွန်တော်ဘန်ရင်နဲ့ပတ်သက်ပြီးတော့မတင်ပြတာကြာပြီပေါ့နော်ဆိုတော့ကျွန်တော်ဖုံးအသေးဝယ်တိုင်းပြရတဲ့ကြောင့်မလို့ဖုံးအဟောင်းကမြင်တဲ့အတိုင်းပဲအချိန်နေမကောင်းတော့အဲ့တော့ကျွန်တော်ဒီဖုံးပြောင်းကြမယ်ပေါ့နော်အခုတည်ထားရမှာကကျွန်တော်ဒီဖုံးဘန်ဖွင့်ထားတယ်ပေါ့နော်စင်ကက်ရှိရမယ်နော်ကျွန်တော်ဒီဘန်ဖွင့်ထားစင်ကက်ရှိမှအဆင်ပြေပါတယ်အင်တာနက်နဲ့တုံရမှာမလို့ပါ wifi တုံးလို့မရဘူးเนาะကျွန်တော်နေသူ့ရဲ့ဘန်ဖွင့်ထားတဲ့ single ရဲ့ internet တုံးပြပါကျွန်တော် wifi ပိတ်ပြီเนา โอเคပြီးတော့ပြီဆိုကျွန်တော်ဒီမှာပထမဦးဆုံးဘဏ်ဖွင့်ထားတယ်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်အတခု3ပေးချင်တာကကျွန်တော်တွေက salary ကိုယ်မှာပြည့်စုံချိန်မှာဖွင့်လို့ရမယ်เนาะဖုန်းစင်ကမရှိရင်မရပါဘူးเนาะပြီးပြီဆိုရင်တော့ကျွန်တော်ဒီမှာကိုယ့်ရဲ့ဖုန်းထဲကို OTP လျှောက်လုံးဝင်လာလိမ့်မယ် OTP ထည့်ပေးပါဒါကဖုန်းနံပါတ်အတိအပြောင်းတာမဟုတ်ဘူးเนาะကျွန်တော်တို့အကောင့်ဟောင်းပြန်ဝင်တာဖြစ်ပါတယ်။နားမလည်မှုမလွဲစီခြင်းမဟုတ်ဘူး။တချို့က အာဖွင့်မရဘာညာဖြစ်မှာဆိုလို့เนาะโอเคပြီးပြီဆိုရင်ကျွန်တော်ဒီမှာ conference ကိုတစ်ချက်နှိပ်ပေးပါခွင့်ပြုချက်တွေတောင်းရင်တော့ကျွန်တော်တို့ကအပေါ်ကဟာကိုပဲနှိပ်ပေးလိုက်ရုံပဲเนาะဒီနေရာမှာကျွန်တော်တွေကိုသူကအဆက်လက်လေးဖြည့်သွင်းခိုင်းလိမ့်မယ်သူဖြည့်သွင်းခိုင်းတာကတော့ဘဏ္ဍာဘတ် passport number ပါအပေါ်မှာကတော့ကိုယ့်ရဲ့ဘဏ္ဍာဘတ်၁၀လုံးကိုထည့်ပါဘဏ္ဍာဘတ်၁၀လုံးထည့်ဒါမှမဟုတ်ရင် ATM card number ၁၆လုံးထည့်လိုက်ရပါတယ်အတူတူပဲเนาะ โอเคအပေါ်မှာဘဏ္ဍပတ်ထည့်မယ်ကျွန်တော်တွေအောက်မှာကတော့ passport နံပါတ်ထည့်ရမယ် passport ဆိုတာကကိုဘဏ်ဖွင့်ထားတော့ငါဖွင့်ခဲ့တဲ့ passport ရဲ့နံပါတ်ကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော်တွေတချို့တွေကတော့ bank account တွေနဲ့ဖွင့်ခဲ့လာမသိ bank account တွေနဲ့ဖွင့်ခဲ့တော့ bank account ထည့်ပေါ့နော်ကျွန်တော်တော်တော်များများတော့ passport နဲ့ဖွင့်တာများပါတယ်ဆိုတော့ကျွန်တော်ဒီမှာ passport နံပါတ်ကိုထည့်ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ confirm တစ်ချက်နှိပ်မယ်ဒီနေရာမှာကိုယ့်ရဲ့ pin number 6လုံးကိုထည့်ရမှာဖြစ်ပါတယ်အစ်စ်မဟုတ်ဘူးเนาะကိုပုံမှန်3နေချာ account number ကိုပဲထည့်ပေးပါ ပြီးရင်တော့ဒီမှာ down ကိုနှိပ်လိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒါအပေါ်ခွင့်မိချက်တွေတောင်းရင် အလောင်းကိုပဲနှိပ်သွားပေးယုံမယ်ဆက်သွားမယ်နော်။ Okay နောက်တစ်ချက်အင်းပင်နံပါတ်ထည့်ထည့်ပါဆိုဆိုကနံပါတ်ကိုပဲပြန်ထည့်ပါအစ်မဟုတ်ဘူးနော်အဟောင်းပဲထည့်ပါ။ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒါလိုရကူကူပဲကိုရာရင်ပေါ့နော်ဖုန်းဟောင်းကနေဖုန်းတစ်ကိုချိန်းတာအောင်မြင်သွားပြီဖြစ်ပါတယ်ဗျအရင်ကမှလွယ်ကူပါတယ် ခေဘလက်ဘန်ကတော့ကိုရှင်တီအဆင်ပြေနေတုံးပေါ့နော်ကိုတိုင်ပြောင်းကွင်းပေးထားတော့မှဖြစ်ပါတယ်တခြားဘန်နေကျွန်တော်မြင်များကတော့ကိုတိုင်ပြောင်းကွင်းမပေးထားပါဘူးဆိုတော့အလုံးမဲ့ကြိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share follow လုပ်ပြီးတော့တခြားသူတွေကိုလည်းပြန်လဲမျှဝေပေးခဲ့ပါလို့တောင်းဆိုအပ်ပါတယ်ဗျ